ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲတဲ့တင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတော့မြင့်တီကိုပါရွှေရကောင်စေတော်ရင်တရားပွဲသီလခံယူပွဲနှင့်ဗုဒ္ဓပူဇနီယပွဲတော်မှာကျင်းပသွားမည်ဆိုတဲ့တည်။ရှာနေချီသောအစ္စရေးတရှိုးဟာအီရန်စစ်တိုက်ဖမ်းဆီးမည်ဆိုတဲ့တည်။ရှေးပေးတန်တဲ့သူ၈000ကျော်ဟာအရေးပေါ်ကထုတ်ခဲ့ရတယ်ဆိုတဲ့တည်။ စာချုပ်တေကြောင့်တနေ့ဝင်ဝေပေါင်း၄၈000ရောနယ်ဒွန်ရရှိမယ်ဆိုတဲ့သတင်းအပါအဝင်အစရှိတဲ့ပြည်တွင်းပြည်ပစိတ်ဝင်စားတဲ့နေ့တွေကိုတက်ဆက်ပေးပါတော့မယ်ရှင်။ပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါမယ်။ရွှေလုံကုန်စည်တော်တွင်တရားပွဲသီလခံယူပွဲနှင့်ဗုဒ္ဓဘူဇနီရောက်ပွဲတို့များကျင်းပသွားမယ်လို့သိရပါဗျ။ဒီသတင်းကိုတော့မြန်သူသူကပေးပို့လာတာပါ။ မဆိုလာပြည်နေမှာစတင်ပြီးဝါရင်းကာလာအတွင်းရွှေရီကုန်စည်တော်မြကြီးတွင်တရားပွဲသီလခံယူပွဲနှင့်ဗုဒ္ဓဘူဇနီယပွဲတော်များကျင်းပသွားမည်ဖြစ်ကြောင်းသိရပါသည်ဝါဇိုလာပြည့်နေ့တွင်မထကြခါရော်နေ့အခမ်းအနားဝါဇိုရွှေချာတငယ်ကလူပူဇော်ပွဲအခမ်းအနားကိုကျင်းပသွားမည်ဖြစ်ကြောင်းသိရပါသည်။အောက်ကုလရှိရဲ့နေ့တွင်မြစ်တာခါရော်နေ့အခမ်းအနားနှင့်ပန်းမောက်၈တောင်းလေးတာပူဇော်ပွဲအခမ်းအနားစတင်မာလာ၆ရဲ့နေ့တွင်ဂယုတမခါရော်နေ့အခမ်းအနားကိုကျင်းပသွားမည်ဖြစ်ကြောင်းသိရပါသည်။ ရွှေရကုံစီတော်မြကြီးတွင်မွာစုံနာပြည်နေမှာစတင်ပြီးတရင်ကျုံနာပြည်နေအထိလာပြည်နောက်ွယ်နေဈာယဥပုံနေများတွင်ဖျားမှုပြည်သူများအနေဖြင့်ရွှေရကုံစီတော်ဗနာတော်ရင်းကောဘကအဖွဲ့ကဩဝါဒစနေရဆရာတော်ကြီးများထံမှတိလခိုင်ဝင်ဆောက်နေနိုင်ရဲ့တိလခိုင်ဝင်ဝင်များဆင်ထားကြောင်းသိရပါတယ်ရှင်ဆက်လက်ပြီးနိုင်ငံတကာတင်းတဲ့ဘက်ကိုတင်ဆက်ပေးကြပါတယ်ရှာနေချီတော့အစ္စရေးတေရှုများအားအီရန်စက်တိုက်ဖန်စီခဲ့ပါတယ်။ဒီတင်ကတော့ငင်းကြောင်ဝါပြပူလာတာပါ။ အီရန်နိုင်ငံအတွင်းမှာရှိတဲ့ယာနယ်ချီတဲ့အစ္စရေးတချို့တွေကိုအီရန်ထောက်လန်းရေးအဖွဲ့နဲ့စစ်တပ်ကစတိုက်ဖော်ထုတ်ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။အစ္စရေးနဲ့ဖြစ်ပွားခဲ့တဲ့စနစ်ရကြာစစ်ပွဲမှာအီရန်ထိတ်တဲ့ဗိုလ်ချုပ်နှုတ်အပါအဝင်နျူကလ িয়ার ပညာရှင်တွေတဆုံးခဲ့ရခြင်းနောက်ွယ်မှာအစ္စရေးထောက်လန်းရေးကတောင်းဝင်ပေးထားတဲ့တချို့တွေကြောင့်ဖြစ်ခဲ့ပြီးအီရန်ဘက်ကအပြစ်ခတ်ရစဲပြီးနောက်မှာစတိုက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ အစ္စရေးဘက်ကအီရန်ပူချုပ်တွေဘယ်ချိန်ဘယ်နေရာမှာ ရှိရဲဆိုတာကိုအတိအကျသိရှိပြီးတိုက်ခိုက်ခဲ့ရလို့သိဆုံးခဲ့ရတာဖြစ်ပါတယ်။ဒီနောက်ွယ်မှာအစ္စရေးထောင်လိုင်းရဲ့အတွက်အီရန်နိုင်ငံထဲမှာအလုံးလုံးပေးနေတဲ့ရှိုးတွေရှိတယ်လို့ထင်ရှားသွားခဲ့ပြီးအီရန်ဘက်ကအချိန်တိုတိတ်ဖော်ထုတ်ဖက်စီခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးထားခဲ့သူအရေအတွက်ကိုအီရန်ဘက်ကထုတ်ပြန်ညတာမျိုးမလုပ်ပသေးပေမဲ့ဖမ်းမိသူတွေနဲ့အတူအရွယ်စားသိမ်းခဲ့တဲ့ထောက်လန်းရေးဒရုန်းတွေဈာပြိုက်ဖမ်းယူဖို့မလွယ်တဲ့ဆက်သွယ်ရေးကိရိယာတွေကိုကျဆင်းနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ထပ်နိုင်ငံတကာတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ဒီပီတန်တဲ့သူ၈000ကျော်ဟာအရေးပေါ်ကထုတ်ခဲ့ရပါတယ်။ဒီတဲ့ကတော့ငင်းချောင်းဝါပြပူလာတာပါ။ ဝိုးရဆက်ရာသွုံးမှုတွေကြောင့်တရုတ်နိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ကွေကျိုးပြည်နယ်မှာရေဘေးနဲ့ရင်ဆိုင်နေရပြီးရေဘေးတန်တင်ဒေသမှာနေထိုင်နေပြည်သူ၈000ကျော်ကိုအရေးပေါ်ကယ်ထုတ်ခဲ့ရတယ်လို့သိရပါဗျ။ပြည်ခဲ့တဲ့ရပိုင်းတွေအတွေ့ကွေကျိုးပြည်နယ်အတွေ့မှာ24နာရီအတွင်းရွာသွန်းနဲ့မိုးရေချိန်အားစက်ချိန်တည်တည်နဲ့အထိဖြစ်ခဲ့တာကြောင့်ရေပိတံနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ကားရရေတဲ့မြို့ပိုင်းအားတွေဖြစ်ပွားခဲ့တဲ့လို့တချို့နေရာတွေမှာရေဟာမြို့ထဲမှာနေဆယ်ပေအမြင့်ထိရှိခဲ့တယ်လို့သိရပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေဟာလေတွေသုံးပြီးကယ်ထုတ်ခဲ့ရတယ်လို့အာသန်တဲ့ရေစီအရှိန်ကြောင့်တချို့နေရာတွေမှာကယ်ဆယ်ရေးလုပ်သားတွေထိခိုက်ဒဏ်ရာရှိမှုတွေလည်းကြုံတွေ့ခဲ့ရပါတယ်ရေပိတံကြောင့်6ဦးတည်ဆုံးခဲ့ပြီးမွေးရသွမှုတွေဆက်လက်ဖြစ်ပေါ်နေတာကြောင့်ရေပိတံရဲ့အခြေအနေကပုံမဆွေးရနိုင်တယ်လို့လည်းသိရပါရဲ့ရှင်။ဆက်လက်ပြီးအားကစားတဲ့တဲ့ဘက်ကိုလည်းလက်ခံရရှိထားပါသေးတယ်။စာချုပ်တည်ကြောင့်တနည်းဝင်ပေါင်း၄သိန်း၈၀၀၀ကျပ်ရော်နယ်ဒိုရရှိခဲ့ပါတယ်။ဒီတင်ကတော့ငင်းကြောင်ဝါပြပူလာတာပါ။ ရော်နယ်ဒိုကအင်နာဇာနဲ့စာချုပ်သစ်ထုတ်ဆိုလိုက်ပြီးစာချုပ်ရေးချေခံတက်ဖို့ကပေါင်492တန်းဖြစ်ခဲ့တာကြောင့်ကမ္ဘာအားသာသမိုင်းမှာတမိုးကြီးဆုံးစာချုပ်ဖြစ်ခဲ့တယ်လို့သိရပါဗျ။စာချုပ်မှာပါဝင်တဲ့အခြားခန်းစာခွင့်လို့ပါထည့်ရအောင်မယ်ဆိုရင်စာချုပ်တမိုးကအများကြီးမြင့်တက်လာအောင်ဖြစ်ပါတယ်။နှစ်နှစ်တန်းရှိတဲ့စာချုပ်သေးရာရော်နယ်ဒိုဟာတရက်လောက်ခလာစာပေါင်၄သိန်း၈၈၀၀ရရှိမှာဖြစ်ပါတယ်။ ဒါအပြင်ရော်နယ်ဒိုဟာအင်နာဇာအသင်းရဲ့ရှယ်ယာစားရာဂိုင်ရာဂိုင်နှုန်းကိုပါပိုင်ဆိုင်ခွင့်ရရှိခဲ့ပါသေးတယ်။ကိုပိုင်ချက်လျင်ပေးထားမှာဖြစ်တဲ့လို့ဝင်နေတဲ့6ယောက်ကလည်းရော်နယ်ဒိုအတွက်အသင်းရှိနေမှာဖြစ်ပါတယ်။အင်နာဇာအသင်းဆော်ဒီပိုလီမှာချန်ပီယံဖြစ်ရင်ဒါမှမဟုတ်ဆော်ဒီပိုလီမှာရော်နယ်ဒိုရှင်ပနက်ဆူရရင်အင်နာဇာဘက်ကအပိုဆူကြီးတွေထွက်ပြရမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။တချို့အပိတ်ကြပြည်သက်များအားလုံးကျမ်းမာရှင်လန်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။